မင်္ဂလာပါသသားတို့မိမိတို့ရေဒီနေ့တီတီကျော်ကမိုးရသည်နဲ့လိုက်ဖက်တဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးသွားမယ်เนาะပုံမြင်လေးရဲ့နာမည်ကဖားမြက်ပြူးလေးရဲ့ငယ်ဘဝတဲ့ဖားမြက်ပြူးလေးတို့မိသားစုကလေးဟာရေကန်ကြီးတကန်ထဲမှာနေကြတယ်ဖားဖေဖေကြီးဖားမိမိကြီးနဲ့ ဖားမျက်ပြူးကလေးတို့သုံးကောင်သာအတူတူနေကြတာပေါ့တနေ့တော့မိမိဖားမကြီးကပြောတယ်မိမိဘိုက်ထဲမှာခလေးလေးရှိနေပြီတဲ့မျက်ပြူးကလေးနဲ့အတူတူကစားဖို့မိမိဖားမကြီးကဖားညီလေးတွေဖားညီမလေးတွေအများကြီးမွေးပေးမယ်လို့ပြောတယ် ဖားမျက်ပြူကလေးကဖားညီလေးညီမလေးတွေနဲ့ဆော်ရတော့မယ်လို့တွေးပြီးပျော်နေတယ်။တနေ့တနေ့ပူပူလာတယ်မိမိဖားမကြီးရဲ့ဖိုက်ကြီးကိုပဲဘယ်တော့မွေးမလဲဘယ်တော့မွေးမလဲလို့စောင့်ကြည့်နေတာပေါ့မိုးတွေအများကြီးရွာတဲ့မနက်မှာပဲမိမိဖားမကြီးကလေးမွေးပါတော့တယ် ရပြူးကလေးကမိမိဖားမရီမွေးတဲ့ကလေးလေးတွေကိုကြည့်ပြီးတော့ဆွင့်ရွက်သွားတယ်။မိမိဖားမရီမွေးတာဖားကလေးတွေမှမဟုတ်ပဲ။ဥကလေးတွေဖားဥကလေးတွေလေ။အဲ့ဒီဖားဥကလေးတွေအကောင်ပေါက်ဖို့စောင့်ရအောင်မယ်လို့ဖေဖေကပြောတယ်။စောင့်ရတယ်ဆိုတာတကယ်တော့ပြင်းကြရည်မဟုတ်လား။ ဖားမြက်ပြူးလေးဟာကြာရွက်ဒီဘခုံတလိုက်ခုံဆင်းလိုက်နဲ့တကောင်နဲ့ကစားနေရရှာတယ်တကောင်နဲ့ကစားရတယ်ဆိုတာတကယ်တော့တိတ်ပြင်းစရာကောင်းတယ်လေဖားဥကလေးတွေအကောင်ပေါက်လာလို့ဖားညီလေးဖားညမလေးတွေသာရလာရင်ပျော်စရာကြီးသူတို့တွေနဲ့ကစားလို့ရပြီလို့ဖားမြက်ပြူးလေးဟာတွေးနေမိတယ် ဖားမျက်ပြူလေးစောင့်မျောနေတဲ့နေ့ကလေးရောက်လာပါပြီ။ဖားဥကလေးတွေအကောင်ပေါက်လာပြီလေ။ဒါပေမဲ့ဖားမျက်ပြူကလေးမျောလွန့်ထားသလိုဥကနေပေါက်လာတာကဖားကလေးတွေတော့မဟုတ်ဘူးတဲ့။ဘာမှမသိတဲ့အကောင်လေးတွေတဲ့။ဖားမျက်ပြူကလေးဟာအဲ့ဒီအကောင်လေးတွေကိုကြည့်ပြီး ဝန်းရဲသွားတာပေါ့သူနဲ့ပိန်ရွက်ပေါ်မှာခုံတက်လိုက်ခုံစင်းလိုက်နဲ့စိန်ပြေးလိုက်တွမ်းနေကိုဒီအကောင်ကလေးတွေနဲ့ဘလို့လို့ကစားမှလဲမေမေဖားမကြီးဟာဖားမြက်ပြူကလေးကိုချော့ရှာပါတယ်သူတို့ကြီးလာရင်ဖားမြက်ပြူကလေးနဲ့ကစားနိုင်မှာပါလို့မေမေကပြောတော့ဖားနဲ့မတူတဲ့ဒီအကောင်ကလေးတွေနဲ့ မကစားချင်ဘူးလို့မိမေကိုပြန်ပြောတယ်တဲ့ဖားမြက်ပြူးကလေးကဖားနဲ့လည်းမတူဝဲနဲ့ငါကလူလူဘာလူလူအကောင်ကလေးတွေကိုညီလေးညီမလေးလို့ပြောရမှာဟောင်မှ ရှက်တာမို့လို့တဲ့သူတို့နဲ့ဝေးဝေးမှပဲနေတယ်တမနဲ့တော့ဖားလူလူငါလူလူအကောင်ကလေးတွေမှာခြေထောက်ကလေးတွေပေါက်လာတာ ው ဖားမြက်ပြူးကလေး တတိထားလိုက်မိတယ်။ခြေထောက်သာပေါက်လာတာ။သူတို့မှအမီးတွေကတန်းလန်းကြီးတွေနဲ့လေ။ဖားကအမီးမှမရှိတာဝို့။ဖားမြက်ပြူကလေးဟာအမီးတန်းလန်းကောင်တွေနဲ့မစောကျင်ဘူးလို့တွေးပြီးတော့သူ့ဖားသာသူ တကောင်နဲ့စော့နေပါတယ်။ဖားမြက်ပြူလေးမုံနဲ့အမီးတန်းလန်းတဲ့ဖားကလေးတွေဟာ သူ့ကိုကိုနဲ့ကစားဖို့နောက်ကလိုက်ပြီမဲလဲအင်မတန်ခုံနာတော်တဲ့ဖားမြက်ပြူလေးရညီလေးညမလေးတွေမလိုက်နိုင်အောင်လို့ခုံပြီးတော့ထွက်ပြေးသွားတယ်လေဒီလိုနဲ့မိုးတွေအများကြီးအများကြီးရွာတဲ့မနက်ကိုရောက်လာပါရောလားဖားမြက်ပြူလေးရမိုးရွာထဲမှာမိုးရီချိုးပြီးကစားမယ်လို့စဉ်းစားနေတော့မှပဲ သူခုံနေတဲ့ပိန်ကြရွက်ပေါ်ကိုခုံထွက်လိုက်ခုံဆင်းလိုက်နဲ့လုံနေတယ်။သူ့လိုဖားကလေးတွေအများကြီးကိုတွေးလိုက်ရတယ်။သူ့လိုပဲအမီးမရှိတဲ့ဖားကလေးတွေပေါ့။ဖားမျက်ပြူးလေးကတိတ်ပြီးတော့အံ့ဩသွားရှာတယ်။မမေမမေအဲ့ဒါဘယ်ကဖားတွေရောက်နေတာလဲလို့သူ့မမေကိုမေးလိုက်တယ်။မမေက ဒါသားရဲ့ညီလေးတွေညီမလေးတွေပေါ့လို့ဖြေလိုက်တော့သူပူပြီးအံ့ဩသွားတာပေါ့သူတို့မှာအမီးတွေမရှိတော့ဘူးတော့မေမေလို့ဖားမျက်ပြူးလေးရာမေမေကိုဝမ်းသာအားရနဲ့ပြောလိုက်တယ်မေမေကဖားဆိုတာဖားဦးကနေတခါတည်းဖားတန်းဖြစ်တာမဟုတ်ဘူးတားငငယ်တော့မှလည်းအဲ့ဒီလိုပဲဦးကနေ ငားလိုလိုအကောင်ကလေးတွေဖြစ်အဲ့ဒီကမှအမီတလန်းနဲ့ခြေထောက်ကလေးနဲ့ငားတစ်ပိုင်းဖားတစ်ပိုင်းကလေးတွေဖြစ်ပြီးမှ ဖားဖြစ်လာတာလို့ရှင်းပြတယ်တဲ့ဖားမြက်ပြူလေးဟာသူကိုယ်တိုင်ငယ်ငယ်ကအမီကလေးနဲ့နေခဲ့ဘူးတဲ့ဆိုတာကိုမေမေပြောမှသိလိုက်ရတော့တိတ်ကိုအံ့ဩသွားမိတယ်ငငယ်ကသူ့မှာအမီတန်းလန်းကလေးရှိခဲ့တာကိုသူမမှတ်မိတော့ဘူးလေ အဲ့ဒီအချိန်မှာပဲမိုးတွေအများရွာလာတယ်။ဖားမြက်ပြူးကလေးကပိန်းကြရွက်ပေါ်ခုံတက်လိုက်ပါတယ်။ဖားညီလေးညီမလေးတွေကိုလာလာလာကစားကြမယ်ဟေးလို့ဖားမြက်ပြူးကလေးကခေါ်လိုက်တယ်။ဖားညီလေးညီမလေးတွေကသူ့ကိုကိုဖားကြီးနဲ့အတူတူကစားရလို့ပျော်လို့ဖားမြက်ပြူးကလေးကလည်းပျော်လို့ပေါ့။